Hello အားလုံးမင်္ဂလာပါဖိုးဖိုးမချန်ကနေကြိုဆိုပါရစေကျွန်တော်တို့လာမယ့်ရက်ပိုင်းအတောအတွင်းမှာ Europa League Final ကစားဖို့ရှိတယ်ပေါ့လေဆိုတော့ Europa League Final ကိုကစားမဲ့ Spa နဲ့ Manchester United တို့နှစ်သင်းက Premier League မှာအဆင့်16 18မှာဆော့ဆုပ်ပြပြနဲ့ရက်တည်နေကြတယ်ဆိုတော့ဒီ Final နဲ့ပတ်သက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါတခြားအသင်းပြိုင်တက်တီတို့အမှန်တမ်းပြောမယ်ဆိုလို့ရှိရင်အားရကြီးနေခြင်းတော့မရှိကြဘူးပေါ့ဗျာပြည်တွင်းမှာအယုံကံရဆုံးအသင်းနှစ်သင်းက ယူရိုပီယံဖိုင်နယ်တခုကိုကစားနေရတယ်ဆိုတော့ဒါမှမဟုတ်ဘောနော်အဲ့ဒီကစားရမယ့်အသင်းနှစ်သင်းအတွက်တော့ကျွန်တော်ဒီ DVD ဖိုင်နယ်ဟာလုံးဝလုံးဝကိုအရေးကြီးဆုံးနေထားပဲသူတပင်းတော့ဒီကလပ်နှစ်သင်းလုံးအတွက်ဒီပြည်တွင်းကအရာအလုံးစုပ်ပြတ်နေပြီးတော့ဘာမှန်ကောင်းတာတခုမှရှိမနေတဲ့ချိန်ဘာမှန်ရစရာကောင်းမနေတဲ့ချိန်မှာဒီဖိုင်နယ်ကိုဘိုးဆွဲနိုင်လိုက်တာ ਨੇ တော်တော်ကိုအရာအလုံးဟာအပြောင်းလဲဖြစ်သွားမှာ အဲ့ဒီတွေကစပါးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အရင်ဆုံးပြောကြည့်အောင်ဒါပွဲကျူသွင်းတဲ့ချက်ပြီးမဟုတ်ပါဘူးเนาะဆိုတော့စပါးကဒီ Europa League Final မှာဘာကြောင့်ဖလားရဖို့အတွက် imminent အရေးကြီးနေတယ်လဲဘာလို့လဲဆိုတော့စပါးခါအကယ်လို့မြောက်ဖလားမရခဲ့ဘူးဆိုရင်ပိုစတီကိုဂရီရဲ့အနာဂတ်ကအပြောင်းလဲဖြစ်သွားနိုင်တယ်သူတပြင်းတော့ကျွန်တော်စပါးပြည်သက်တွေကလုံးဝစိတ်မရှိကြတော့ဘူး injury ပြဿနာတွေပါတယ်ကြုံနေရတာတော့မှန်တယ်ဒါပေမဲ့လို့ပေါ့နော်အဆင့်ဆက်ခွန်ဆိုတာမျိုးက စပါပရိသတ်တွေလက်ခံနိုင်တာထက်ပိုပြီးတော့ကိုဖြစ်သွားကြပြီ။အဲ့တော့ပိုစတီကိုဂလူနေနဲ့ပထမဆုံးရာသီမှာလုံးဝ exciting ဖြစ်တဲ့ performance တွေပြနိုင်တဲ့ကစားပုံတွေတအားကောင်းနေနော်တအားတော်တော်ကြီးကိုအချိန်ကြီးကောင်းနေ။မဒီရာသီမှာကျတော့တချို့ကစားမားတွေရောက်လာတာတောင်မှသူ့အနေနဲ့အပြောင်းလဲလုပ်နိုင်စွမ်းမရှိဘူးခေါင်းမာတယ်လို့နော်။ဟိုရလက်တွေကောင်းနေတဲ့အချိန်မှာလဲပိတ်ပြီးတော့ကစားဖို့မကြိုးပမ်းဘူးပေါ့နော်။ highlight ကြီးကိုအမြဲတမ်းကစားတယ်။ ကိုမှအင်ဂျူရီတွေကြုံနေရတာတော့မှကစားပုံကြီးမပြောင်းလဲဘူးဘာညာဆိုပြီးတော့စပါပရိသတ်တွေဟာတော်တော်ကိုလုံးဝအားရကျင်နေခြင်းမရှိတော့ဘဲနဲ့ပြောင်းလဲချိန်တန်ပြီးဆိုပြီးတော့ပိုစီကိုဂလူကိုပြောနေကြစုံနေကြတာနောက်တစ်ခုကဟိုပိုစီကိုဂလူပြောတဲ့အရာပေါ့နော် သူဟာနီးပြမောဝမှာဒုတိယယာတိကြလို့ရှိရင်ဘယ်ကလပ်ပဲတွားတွားပေါ့ဗျဒုတိယယာတိကြရင်တော့ဖလားအောင်မြင်မှုတစ်ခုခုကိုသူရအောင်ယူနိုင်တယ်ဆိုပြီးတော့သူပြောထားတယ်ဒီတိုင်းပဲပရီးမီးယားလိမှာလုံးဝအဆင်မပြေဘူး ဒါပေမဲ့လည်းလက်ရှိသူ European Final ကိုရောက်နေပြီ။ဒါ European Final ဆိုတာ Postie Kokoglu အတွက်တင်မဟုတ်ဘူး။စပါးအတွက်ပါ Imminent အရေးကြီးတဲ့နေရာကြီး။ဘာလို့လဲဆိုတော့စပါးဒီကျွန်တော်ဒီနေ့လက်ရှိဖလားမရတာဘယ်နှစ်တောင်ကျွန်တော်ကြာနေပြီလေ။နောက်ဆုံးစပါးဖလားရတာဘယ်တုန်းကလဲကျွန်တော်မှတ်တော့မှတ်မိဘူးဗျာ။တအားကိုကြာနေပြီဆိုတော့ဒါဟာစပါးအတွက် Imminent အရေးကြီးတဲ့ပွဲဖြစ်တယ်။နောက်တစ်ခုက Postie Kokoglu ပြောလို့ပဲမြင်လားငါဖလားရပြီ။ငါရဲ့ဒုတိယရာသီမှာဆို ဖလားရတယ်ဆိုတာဒါပဲဆိုပြီးတော့ ီတူပါလီဖလားကိုစပွဲပေါ်တင် press conference မှာချပြနိုင်အောင်သူကလောက်အောင်မှာပြီးတယ်မသူကိုယ်တိုင်လည်းပဲဒါကိုပြောထားတယ်ဆိုတော့အဲ့ဒါကြောင့်မလို့ဖလားရဖို့အတွက်ဆိုတာ positive goal အတွက်ကိုစပါအတွက်ကိုအများကြီးရေးကြီးတယ်ဒါအပြင်နွေရာသီပြောင်းရွှေ့မှာဆိုလို့ရှိရင်အကယ်လို့မြန်ဖလားတွေဘာတွေမရဘူးဆိုလို့ရှိရင်တော့သူတို့မှာတကယ်ကောင်းတဲ့ကစားမတချို့ဒါအတင်းကနေထွက်ကောင်းထွက်သွားနိုင်တဲ့အခြေအနေမျိုးတွေရှိတယ်ဒီကုလို့ရှိတာပေါ့လေအဲ့ examer တွေကလည်း injury တွေနဲ့ကြုံနေရတယ်ဆိုတော့တကယ်ခေါ်ဖို့ကြိုးပမ်းကြမလားဆိုတာလည်းရှိသေးတာပေါ့ဒါအပြင် ယူရိုပါလိရပြီဆိုတာနဲ့ဗျာစဉ်းစားကြည့်နော်ယူရိုပါလိရပြီဆိုတာနဲ့ချန်ပီယံစ်လိဂ်ဝင်ခွင့်ရမယ်လက်ရှိစပါးဟာဝင်ငွေကောင်းနေတဲ့အသင်းတွေမှာကျွန်တော်တို့ပါတယ်အကယ်လို့ချန်ပီယံစ်လိဂ်ဒီဘာတွေသာဝင်ခွင့်ရအောင်မယ်ဆိုရင်နောက်ရာသီမှာဝင်ငွေတွေကထိုးတက်သွားမှာအဲကြလို့ရှင်တော့အင်ဂျူရီတွေပါလိကင်းနေကြပြီဟေ့ဆိုလို့ရှင်ပိုစတီကိုဂလူးရဲ့အခြေအနေဟာအများကြီးပြောင်းလဲဖြစ်သွားမှာအဲကျွန်တော်နည်းနည်းတော့ဗျာအမှန်တမ်းပြောရမယ်ဆိုလို့ရှင်ယူနိုက်တက်ပရိသတ်တယောက်အနေနဲ့ပိုစတီကိုဂရုရဲ့လက်ရှိအခြေအနေကိုစာနာတယ်စပါပရိသတ်အများစုသူတို့စီမံပြောတာပါနော်။ဘာလို့မြန် ပြီးတယ်မလားအစစ်ဆက်ခွန်ရောက်တာတော့ရောက်နေတာပေါ့လေဒါပေမဲ့လို့ဘာလို့မြန်ပိုစတီကိုဂလူရဲ့ဒီအစွမ်းစာတွေကိုမမြင်ကြတဲ့လေပေါ့ပိုစတီကိုဂလူရဲ့စပါအတင်လူစင်းအပြည့်100%ပြီးတယ်မလားသူတို့မှလူစင်းနေကျွန်တော်အချင်းကြီးကောင်းနေပြီဆိုလို့ရှိရင်ကြည့်လိုက်ဗျာကြိုက်တဲ့အတင်းကိုမဆိုသူတို့ရှင်ကစားနိုင်စွမ်းရှိတယ်နောက်တန်းကလည်းလူစုံနဲ့ဂူသမားလည်းပါတယ်၊ကွန်းလေလည်းလူစုံနဲ့တိုက်စစ်တဲ့လူစုံနဲ့ဆိုလို့ရှိရင်ပိုစတီဂူလူရဲ့အတင်ဟာကြိုက်တဲ့အတင်ကိုမဆိုရင်းဆိုင်ကစားနိုင်စွမ်းရှိတဲ့ပရီးမီးယားလိမ်းမှာအဲ့လောက်ထိကျွန်တော်တို့နေပိုစတီဂူလူကကောင်းထားတာ ဒါပေမဲ့လို့ခုနကပြောသလိုပဲတရာဒီလုံးကြီးပါ injury တွေနဲ့ကျွန်တော်ယုံကင်လှိမ့်ပတ်နေရတဲ့အခြေအနေမျိုးမှာနီးပြားတယောက်အတွက်ကို့မှာအဆွမ်းစားရှိရင်တောင်းပါဗျာသိတယ်မလားကစားသမားအည်သွေးကအခြေအနေမဟုတ်မဟန်တဲ့အခါကျတော့ဘယ်လိုလုပ်ပြီးတော့သူ produce လုပ်နိုင်မလဲတိုင်မိုးတွေကလည်းကျွန်တော်ရှိသေးတာပေါ့ခေါင်းမာတာကတော့ positive ကိုကလူမှမဟုတ်နီးပြားတိုင်းကဒီလိုပဲဗျာကိုယုံကြည်တဲ့အရာတွေကိုသူတို့လောက်ကြရင်လည်းသိတယ်မလားနော်ဟိုလုတ်တယ်လာတွေကထင်းလို့ဖြစ်မလာတဲ့ကလူတွေပြောခံရတာဒါကတော့ကျွန်တော်နီးပြတိုင်းပဲဖြစ်တာပဲ။ဒါကြောင့် positive glue အတွက် စပားမှာဆက်နေဖို့အရေးဒီဖလားဟာအင်မတန်ရေးပါပါတယ်စပားအတွက်လည်းအရာအလုံးလက်ရှိပရီးမီးယားလိမှာစူးစူးဝါးဝါဖြစ်နေတဲ့အခြေအနေမျိုးကိုပြောင်းလဲဖို့အတွက်ဆိုရင်ယူရိုပါလိဖလားဟာအရေးပါတယ်အဲ့ဒါလိုပဲဒီတယ်မလားဟာငါတို့ကတော့မန်ချက်စတာယူနိုက်တက်ကွာဒီတယ်မလားချန်ပီယံလိဖလားသုံးလုံးရထားတယ်ယူရိုပါလိနှလုံးတော့လေကျွန်တော်တို့ရထားတယ်ဒီတယ်မလားနော်ယူရိုပါလိဒီလည်းငါတို့ရထားတယ်လုံးဝပါနော်အဲ sorry ယူရိုပါလိဒီပါလိရထားတော့ဒီမှာဒီဖလားကတိတ်ရေးမပါပါဘူးဘာညာ စပါနဲ့ရှင်မယ်ဆိုလို့ရှိရင်အရေးမပါပါဘူးเนาะစပါဖလားဒီဘာဒီမှမရတာကိုရီးယားရထားပြီးတဲ့ဖညာအဲ့လို arrogant ဖြစ်ရမယ်အချင်းကြီးဟုတ်မနေဘူးဘာလို့လဲဆိုတော့ဒီဖလားဒီလည်းပဲကိုရီးတို့အသက်တမျှအရေးပါတယ်လက်ရှိချိန်မှာအဲ့လိုပဲပြောရတော့မှာပဲအသက်တမျှအရေးပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့လက်ရှိအချင်းကြီးကစပါထက်စိုးနေတာတွေကျွန်တော်တို့ရှိတယ်ထားပါတော့စပါကတော့ဖလားမရတာကြာလို့ဘာညာပေါ့เนาะဒါပေမဲ့ငွေကြီးပိုင်းအမှကျွန်တော်တို့ကစပါထက်အများကြီးစိုးစိုးနေတယ် လက်ရှိကျွန်တော်စပားနဲ့ကူရီကြမှာကွာဟမှုရှိတာနံပါတ်1ဝင်းဝေးတွေကွာတယ်လို့ကျွန်တော်ထင်တယ်သူတပင်းစပားကကွင်းတစ်တွေပါတယ်ရှိတော့တခြားဒီဘောလုံးကနေမဟုတ်ပဲねတခြားရတဲ့ပိုက်ဆံတွေပါတယ်ကျွန်တော်ရှိတယ်အကယ်လို့မြန် Champions League ဝင်ခွင့်လည်းရအောင်မယ်ဆိုလို့ရှိရင်နောက်ရသေးမှာဝင်ငွေတွေအကောင်းနေပြီးတော့သူတို့လူတွေပါတယ်ခေါ်နိုင်တယ်ဒါအပြင်စပားမှာက stable ဖြစ်တဲ့ဒီသူတို့မှာ structure ရှိတယ်ဗျာဒီလားအဲ့တော့လူစင်းနေပါလေ injury တွေပါလေအကုန်ကောင်းလာပြီဆိုလို့ရှိရင်ဒီစပါးဟာအများကြီးပူကောင်းလာမှာကိုရီးယားကျတော့အဲ့လိုမဟုတ်ဘူးကိုရီးမာလည်း injury ပြဿနာတွေကြုံရတာပဲ အမေတို့ကိုရီမာက injury တွေကောင်းလို့ကစားမတွေလူစုံတက်စုံရှိနေတယ်ဆိုရင်တောင်းပါဗျာဒါကိုအသင်းကိုလုံးဝ confident မရှိတာမဟုတ်ဘူးဗောနော်လူစုံတက်စုံဖြစ်နေတယ်ဆိုရင်တောင်းမှအမိုရင်းကစားခြင်းတဲ့ပုံစံကိုကောင်းကောင်းမမြင်ရဘူးအထူးသဖြင့်အမိုရင်းကသူဘလို့ကစားခြင်းလဲသူကောင်းကောင်းသိတယ်သူကောင်းကောင်း train နေပြည်တနာကကစားသမားတွေရဲ့ဘက်ကကျတော့မရဘူးကစားမတွေကတူးချင်းအမားတွေအမြဲတမ်းကျူးလွန်နေကနာချူရူးစရူးချင်းလည်းအခွင့်အရေးအပိုင်းတွေအတုံးမချနိုင်ရတာနဲ့ဗာနဲ့တိုက်စစ်ကနော်ဂူမသွင်းတတ်ရတာနဲ့နော်လူကြီးကကကကကြီးကစားနေရတာနဲ့ ပြီးတယ်မလားအရာအားလုံးတို့နေရာတိုင်းကိုကျွန်တော်လိုက်ကြည့်ရင် United မှာအရာအားလုံးကတိုင်ပတ်နေတာဒါအပြင် Sergeant Redcliffe လို့ရောက်လာပြီးမှလည်းအသင်းကအပြောင်းအလဲတွေအများကြီးမရှိဘူးဝင်ငွေတွေကျွန်တော်အရှုံးနေပါတယ်ကျွန်တော်တို့ပေါ်တယ်ဆိုတော့ Champions League ပါတယ်ကစားကွင်းမရတာကြာပြီဆိုတဲ့အခါကျတော့ဝင်ငွေတွေကျွန်တော်ညော့တယ်ဒါအပြင်အသင်းရဲ့လက်ရှိဟို structure ဘိုင်းဒီမှာလည်းလိုအပ်ချက်တွေများနေပြီးတော့အောင်မြင်မှုနဲ့ပတ်သက်လို့ရှိရင်ဗျာအောင်မြင်မှုနေနေတသာ stable ဖြစ်တဲ့ performance နဲ့ structure ဘိုင်းကိုမရှိတဲ့အချိန်မျိုးမှာ အရာအားလုံးကလူခေါ်တာတွေကအစအကုန်လုံးကကိုရီးယားအောက်ကျနောက်ကျဖြစ်နေရတာကြောင့်ဒီဖလားကစပားကသူတို့အတွက်အရေးကြီးတယ်လို့ပဲ United အတွက်ကလည်းအရေးကြီးတယ်။အကယ်လို့ဒီဖလားသာရမယ်ဆိုရင်အရာအားလုံးကိုအပြောင်းလဲဖြစ်နိုင်မှာ။သူတို့ပြင်စဉ်းစားကြည့်ပါကျွန်တော်ဒီဖလားရပြီဆိုလို့ရှိရင်ညရာဒီအပြောင်းရှိမှခေါ်ဝီကျူးပန်းနေတဲ့ကစားမားတွေအတိုင်းအတာတစ်ခုကြီးကျွန်တော်လွယ်ကူသွားမယ်။လွယ်ကူသွားမယ်နော်။ပြီးလို့ရှိရင်အဲလာမယ့်ရာဒီမှာဆိုလို့ရှိရင် Champions League ဝင်ခွင့်ရတော့ကျွန်တော်တို့အဲ့ဒီကနေဝင်ငွေတွေတခုရှိလာမယ်။ ဲ့ဒါဆိုလို့ရှိရင်ဝင်ငွေတွေရှိလာတဲ့အခါမှာဇန်နဝါရီမှာလူအားဖြည့်လာလေးလေးနည်းနည်းရှိတာ၊နှွေမှာလူအားဖြည့်လာလေးနည်းနည်းရှိတာနဲ့အသင်းကအတက်ဘက်ကို သွားနိုင်ဖို့အတွက်လမ်းကြောင်းရှိတယ်။ဒါပေမဲ့အဲ့လိုမဟုတ်ဘူး။ဒီဖလားကမရခဲ့ဘူးဆိုရင်အသင်းရဲ့ပိုဆိုးသွားမဲ့လက္ခဏာတွေကတွေးလို့မရတော့တော့အောင်ဘူးပဲ။လက်ရှိဆိုလို့ရှိရင်အဆင့်16မှာဗျာပရီးမီးယားလိမှာအခု18ပွဲရှုံးပြီးသွားပြီ။52နှစ်အတော်တွင်းမှာအဆိုးဝါးဆုံးပဲအမိုရင်ရောက်လာပြီးမှအသင်းကပိုဆိုးသလိုဖြစ်နေတာမတက်နိုင်ဘူးပြောရတော့မှအဲ့လိုဖြစ်နေတာ ခုကစားမားတွေမှာပြီးခဲ့တဲ့ညရာတီပြောင်းရွှေ့ကြတဲ့ကျွန်တော်ငွေတွေတုံးတာပဲเนาะဒါပေမဲ့လို့တုံးလိုက်တဲ့ကစားမားတွေမှာကကောင်းနေဆိုတဲ့ကစားမားကမရှိဘူးဖြစ်နေတယ်စဉ်းစားကြည့်เนาะမရှိဘူးပြရသေးလားဆိုတော့နီးပြားတွေပြောင်းနေနီးပြားတွေပြောင်းတော့လေအသင်းမှာကဥတီချာကပြောင်းနေတာ4ဘတ်နဲ့ကစားတဲ့နီးပြားကိုပြောင်းလို့ပြောင်းအခုဆို3ဘတ်နီးပြားတွေဖြစ်လာပြီဆိုတော့အဲ့ဒီတန်ခါလက်အောက်လုံးကခေါ်ခဲ့တဲ့ကစားမားတွေကတုံးမရတဲ့သူတွေပြောင်းဖြစ်သွားပြီဒါမျိုးတွေပဲ တော့အမ်ဘူရီလက်အောက်ရောက်တော့လေနွေမှာအမ်ဘူရီနဲ့ကိုက်ညီတဲ့ကစားမတွေထက်ပြောင်းပေးရအောင်ပါဆိုတော့အပြောင်းလဲတိုင်းကယာစီတိုင်းတော့လုံနေပြီးတော့ဘာမှန်တိတ်ပြီးတော့ရေရှည်မတုံးသွားသလိုကျွန်တော်ဖြစ်နေတာဗျာအခုဆိုလို့ရှိရင်အဆင့်ဆက်ခွန်မှာအဆင့်ဆက်6အောင်မှာနော်အဆင့်ဆက်6အောင်မှာပရီးမီးယားလိ18ပွဲရှုံပြီးသွားပြီဆိုတော့ဒီဟာကြီးကအကယ်လို့မြင်ယူရိုပါလိဖလားတာရအောင်မယူနိုင်ခဲ့ဘူးဆိုရင်ကျွန်တော်တို့တွက်ကဘာမှန်ရရရှိတော့မှာမဟုတ်ယူရိုပါလိဖလားဒီရကိုရဖို့ကျွန်တော်လိုတယ် ပြဒနာကစပားနဲ့ဒီယာကြီး၃ချိန်တွေ့တာ၃ချိန်စလုံးရှုံးထားတယ်ဆိုတော့လူဝတ်သိဖျားခြင်းလိုဖြစ်နေတယ်နည်းနည်းပါးပါတည်ရနော်လူဝတ်ဖျားခြင်းလိုဖြစ်နေတယ်ဒါပေမဲ့လို့ယုံကြည်မှုတော့ရှိထားပါတယ် final ဆိုတော့ဘာမှပြောမရဘူးလေဗျနော်ဒါပေမဲ့လို့စပားနဲ့တွေ့တိုင်းတွေ့တိုင်းရှုံးထားတာတော့လက္ခဏာကောင်းတော့မဟုတ်ဘူးဒီယာကြီးမှာစပားကိုမနိုင်တာလည်းပြည်ရင်းနေမှာတော့ကြာနေပြီပေါ့နော်အဲ့တော့အကြောင်းကျွန်တော်တို့စပားကလည်းပဲလူစုံတက်စုံနဲ့ကစားမှာဗျာနောက်တန်းကလည်းလူစုံနဲ့ကွင်းလေလေစုံနဲ့တိုက်စစ်လေစုံနဲ့ကူလူဆက်စကီတို့ဘာလို့မပါနိုင်တာကလွဲရင်ပေါ့လေ တော့ကိုရီမာကဒီလစ်မပါတာနဲ့ယူရိုကမတီးကြတာနဲ့เนาะပြီးလို့ရှိရင်ဇစ်ဇီမပါတာနဲ့ဓာတ်လို့မတီးကြတာနဲ့เนาะဂူသမားကအေးတဲ့မှာเนาะကျွန်တော်အချိန်ကြီးကမကောင်းတာနဲ့အဲ့လိုမျိုးကြီးဖြစ်နေတော့ဟိုဆိုးတော့ဆိုးရင်တာပေါ့လေဒါမှမဟုတ်ဘယ်တော့ခဏပြောလို့ရယူရိုပါလေးဖလားဒီအသင်းကိုပေါ့เนาะတမိုင်းတစ်လျှောက်အဆူဝါဆုံးဆိုတဲ့လမ်းကြောင်းနဲ့เนาะโอเคမဆူပါဘူးလीဆိုတဲ့လမ်းကြောင်းနဲ့နှစ်ခုတည်းကတစ်ခုကိုသွားမှာဗျာ အကယ်လို့ယူရိုပါလီဖလားမရဘူးဆိုလို့ရင်စဉ်းစားကြည့်စုပ်ပြတ်တက်နေတဲ့အခြေအနေတခုကိုကျွန်တော်ရောက်သွားပြီးတော့တော်တော်ကိုရှုပ်ဖို့ကောင်းတဲ့အနေအထားတခုဘယ်တော့မှမကြုံပါဘူးတဲ့အနေအထားတခုသူများအသင်းနေထားပါတော့ပြိုင်ဘက်တီကုမဟာပြိုင်ဘက်တီဒီကပြိုင်ဘက်တီကအတီးတီတိုးထွက်ပြီးတော့အမှန်ကန်ကောင်းအောင်လုပ်နေကြတဲ့အခြေအနေမျိုးမှာကိုရီကအကုန်လုံးကကြံခဲ့ပြီဘာမှလည်းလုပ်ရတော့မှမဟုတ်ချန်ပီယံစ်လိဝင်ခွင့်မရရင်ထားပါတော့ကုညာတို့နဲ့တတိနေထွက်တဲ့ဒီလက်တူနဲ့တတိနေထွက်တဲ့ဂီယိုဂရက်စ်တို့နဲ့တတိနေထွက်တဲ့ငွေတက်နိုင်နေထားအောင်တော့ ဘယ်သူမှလာခြင်းမှာမဟုတ်ဘူးဗျာသိရမလားဘာမှသိတက်လမ်းမရှိတဲ့အခြေအနေမျိုးလက်ရှိစုပ်ပြတ်တက်နေတဲ့အသည်မျိုးကိုဘယ်သူမှလာခြင်းမှာမဟုတ်ဘူးဟုတ်တယ်မလားနော်ဒါအပြင်နောက်ရသည့်စတင်မှုအတွက်ကြတော့ကစားသမားအကောင့်တွေအားမဖြစ်နိုင်ဘူးဆိုလို့ရှိရင်လည်းချက်ချင်းကြီးကောင်းလာဖို့ကမရှိဘူးဆိုတော့ဒါကြောင့်ယူရိုပါလိဖလားသည်အမိုရင်အတွက်ကိုကိုစီကိုလူတတော်အများကြီးအရေးကြီးတယ်သိရမလားဒီချိန်မှာငါတို့အတွက်ကတော့အဲ့လောက်မဟုတ်ပါဘူးကွာဆိုပြီးတော့တိတ်ပြီးတော့ arrogant ဖြစ်နေလို့ကျွန်တော်မရဘူးကိုအတင်းကစုပ်ပြတ်တက်နေတာဆိုတော့ဒါကြောင့်ပေါ့နော် အဲနီးပြားနှစ်ယောက်စလုံးအတွက်လည်းဟိုတော်တော်ကြီးဟိုစူးစူးဝါးဝါးယာတီဦးကိုအတိုင်းနာတစ်ခုသားရှောင်းနိုင်တယ်လို့ပြောရမှာပေါ့နော်ဘာလို့လဲဆိုတော့စူးဝါးတာတောင်မှယူရိုပီယံဖလားလုံးရပါသေးတယ်ဆိုတာမျိုးကမနေဘူးဗျာထူးသဖြင့်ဒီစပါးတို့ဘာလို့ဆိုလို့ရှိရင်ယူရိုတည်တဲ့အတိုင်းပဲဥရောပဖလားဆိုတာကအများကြီးအထိပ်ပဲရှိမှာနော်ပိုစတီဘာလဲချေပူချက်ဂျီနိုလက်အောက်တို့ဒီချန်ပီယံစ်လိဖိုင်နယ်ကိုရောက်ပြီးတော့အတိုင်းပတ်အပြီးမှာအကူလေဂျီဖိုင်နယ်ယူရိုပီယံဖိုင်နယ်ကိုပြန်ရောက်နိုင်တယ်ဆိုတာမျိုးကနေတဲ့အချိန်ကြီးမဟုတ်ဘူး United တို့ကလည်းအောင်မြင်မှုဆိုတာမျိုးကထားပါတော့ဗျာဖလားလေးတစ်နှစ်တစ်လုံးရတယ်။ဘာညာကျွန်တော်မြင်နေရတာပဲ။နော်နှစ်တိုင်း final တွေကိုရောက်တာလေးလည်းမြင်နေရတာပဲ။ဒါပေမဲ့လို့ဥရောပဖလားဆိုတာမျိုးကလက်ရှိအချိန်မှာအရင်အတိတ်ပဲရှိသွားမှာ။ဒါကြောင့် Premier League ရဲ့အဆိုးအဝါးဆုံးကလပ်တင်တစ်ခု European final ကိုကျွန်တော်ကစားကြတော့မယ့်အနေအထားမှာအသက်တမျှအရေးကြီးနေတဲ့နောက်ရာသီကိုအမှန်ကန်အပြောင်းလဲလုပ်ပေးနိုင်မယ့်ဖလားပါ။ဆိုတော့ဘသူကကျွန်တော်ရသွားမယ်ဆောင်းတော့ကျွန်တော်ကြည့်ရမယ်။တရားတာတစ်ခုကတော့ အမ်မူရင်ကပေါ့နော်အကယ်လို့ယူရိုပါလီဖလားမရရင်တောင်မှအချိန်ပိုရှိသေးတယ်ပိုစတီကူဂလူးကတော့ဒီဖလားကိုမရဘူးဆိုလို့ရှိရင်စပါနဲ့လမ်းခွဲရနိုင်တဲ့အချိန်ညမျိုးတွေပါရောက်သွားနိုင်စွမ်းရှိတယ်ပေါ့နော်ဆိုတော့ညီကလို့နေနေရောယူရိုပါလီဖလားဟာဘယ်အသင်းတွေပို့ပြီးတော့အရေးကြီးတယ်လို့ညီကလို့ထင်ကြလဲဆွေးနွေးကြပါဦးချစ်ချူပါပြီးတဲ့ညီကလို့များလုံးကိုကျေးဇူးများရပါမယ်